တချို့တွေကမိမတွေရဲ့အဝတ်တန်းအောက်ကိုမဝင်ရဘူးဆိုတော့ဝင်လို့ရှိရင်ဖုံးနေတယ်ဆိုတဲ့အယူဆမျိုးရှိတာပေါ့အဲ့တော့ဒီပြေတော့စိတ်ကူးတာကြတော့လေသူတို့ကဒီလူတွေကတသက်လုံးကောင်းမှုကုသိုလ်လုပ်ထားတဲ့လူတွေဆိုလို့ရှိရင်ဒီကျိုးရန်းအောက်လေးရောက်သွားတဲ့ဘာကြောင့်မလို့ဖုံးနေမလဲဆိုတော့အယူဆလေးလည်းရှိပါတယ်ဒါပေမဲ့တစ်ဖက်မှာကြတော့ဒီပြေတော့ဒီရှေ့ခက်တုန်းမှာရှေ့ခက်ဘရင်တွေလက်ထက်မှာကြားဘူးတာဒီဘရင်တွေကတချို့အစွမ်းထက်တဲ့ဒီသခိုးတို့ဓမြတို့စစ်သူကြီးတို့ဖမ်းရင်လို့ရှိရင်ဒီမြို့မြို့ဝင်ဟိုကမြို့တကာအပေါ်မှာ ဒီမိမအဝတ်တန်းလှမ်းလိုက်တာနဲ့အဲ့အောက်ကဖြတ်သွားတဲ့လူတွေကဟိုတကိုးနေပြီးတော့ဟိုဖုံးတကိုးနေပြီးတော့ဒီဘရင်ရဲ့ဖန်ဆီးခြင်းကိုခံရတယ်ဆိုတော့အုံမြင်မျိုးနဲ့တပြေတော့ဖတ်ပူးပါတယ်ဖြာအဲ့တော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးအရှင်ဖျားရှင်းပြပေးပါအောင်တကယ်ပဲအဝတ်တန်းအောက်ရောက်လို့ရှိရင်ဖုံးနေသွားမှာလားပယောကအတတ်ပညာတွေနဲ့စီစဉ်တဲ့သဘောလို့ထင်တယ်တင်ပါဗျာသဘာဝနဲ့မဆိုင်ဘူးလို့ထင်တယ်တင်ပါဗျာတူရီရဲ့သဘာဝနဲ့မဆိုင်ဘူးလို့ထင်တယ်တင်ပါပြောရမယ်ဆိုရင်ဒါဗမာပြည်ရဲ့ဗမာလူမျိုးတွေရဲ့ဒီယုတ်ကြည်မှုလို့ပဲပြောရခြင်းတယ်တင်ပါဗျာ ဖုန်းတီရီလင်ကနိုင်ငံမှာ6နှစ်နေခဲ့တယ်ကျမဗျာအမျိုးသမီးထမိန်ကိုလည်းပဲအမျိုးသားဝတ်ပြီးရေချိုးတယ်ကျမဗျာခေါင်းပေါ်လည်းတင်းကျင်တင်းပဲကျမဗျာပမာလူမျိုးတွေလည်းအမျိုးသမီးပေါင်ပေါ်အိတ်ဓာတွေမရှိဘူးလားရှိပါဗျာရှိပါဗျာ အဲ့ကြတော့တော့ဘုံနေနေလို့သူကပြောတယ်မဖြစ်။ထမင်းအောင်ကြမှာဘာလို့ဘုံနေရမှာတော့ဟုတ်တယ်မလား။တယ်မဖြစ်။ထမင်းမောခေါင်းခေါင်းခုပြီးမအိပ်ဘူးလားလို့ဆိုရင်လူတွေမှအိပ်မှာပဲဒါ။တယ်မဖြစ်။ဒါအဲ့ဒီကစိတ်တက်တွေနဲ့ဆိုင်နေခုနကဒီယုံကြည်ချက်တွေနဲ့ဆိုင်နေဒါ။တယ်မဖြစ်။ဟိုမြတ်စွာဘုရားရဲ့တရားတော်နဲ့ကြည့်မယ်ဆိုရင်ဒါတွေကခွဲခြားဆက်ဆံမှုတွေမရှိပါဘူး။မြတ်စွာဘုရားအလိုကဘယ်ဟာဘုံနေနေဘယ်ဟာတကယ်ကတော့အကုသိုလ်အလုပ်ကသာဘုံနေနေအလုပ်ပဲ။ကုသိုလ်လုံးမှန်တယ်များကောင်းတာပဲ တင်ပါဗျာတင်ပါလူတွေဟာသားသမီးတွေဟာမိဘရဲ့ဟာကိုတချို့ဆောင်းတော်စားသေးတယ်မိဘထမိန်ခေါင်းတော်မှန်ပါဗျာပေါင်းတဲ့လူတွေရှိတယ်အန်နဲ့ကဲအောင်လို့ဆိုပြီးတော့နော်မှန်ပါဗျာမှန်ပါအဲ့ဒါကြောင့်ဘာဘုံမနေတာတင်ပါဗျာမိဘမူဘုံမနေဘူးလို့ပြောရင်လည်းထမိန်ဟာထမိန်ပဲလေတင်ပါဗျာခဏဟာလေးကြတော့ဖုံဖုံထင်တယ်ပယောကအတတ်ပညာတွေပါဖို့ရတယ် တင်ပါဗျာတင်ပါပြောကတပညာနဲ့တမင်လှုပ်ထားတာဖြစ်လေတင်ပါဗျာတင်ပါသူတို့ကလည်းသွားတဲ့လူကလည်းပဲရိုးရိုးစွမ်းတဲ့ဟာမဟုတ်ပဲနဲ့ပယောကလှုပ်ထားတာဖြစ်တင်ပါဗျာသူတို့ရဲ့ဝိစာအတက်တွေပြက်ပြက်သွားတာဖြစ်တင်ပါဗျာတင်ပါဗျာအဲ့လိုပဲယူဆတဲ့နေတင်ပါခလိုအားနဲ့မဆိုင်ဘူးလို့